ကုန်းနဲ့ရွယ်မင်းကလေးကိုတက်ခဲ့တဲ့တရွာရဲနဲ့လင်မယားနဲ့ဦးကိုဖမ်းမိမန္တလေးတိုင်းမဲကြီးလာမြို့နယ်တဟတန်းကျေးရွာမှာအသက်ကုန်းနဲ့ရွယ်မင်းကလေးကိုတက်ဖြတ်ခဲ့တဲ့တရွာရဲနဲ့လင်မယားနဲ့ဦးကိုဖမ်းမိခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်ဖမ်းမိသူတွေဟာ36နှစ်ရွယ်ကိုစိုးမင်းအောင်နဲ့အသက်32နှစ်ရွယ်မလင်းစာနေစောတို့ဖြစ်ပြီးဇွန်17ရက်မှာရဲကမတင်ကားသူ18ဦးကိုခေါ်ယူစစ်ဆေးရာကပေါက်ပေါက်ခဲ့လို့ဆိုပါတယ် ူတို့ကသူတို့အိမ်မှာမနေရဲလို့အခြားအိမ်နေနာချင်းအိမ်မှာသွားနေတာရဲကရွာထဲကတန်တရားရှိသူတွေခေါ်သွားတာစစ်ဆေးတဲ့အခါသူတို့ထွက်ဆိုချက်တွေကရှင်းနာမညီတော့ခေါ်ထားလိုက်တယ်ကြံတဲ့သူ အကုန်ပြန်လွတ်လိုက်တယ်တဖြည်းဖြည်းစစ်မေးရင်းမှာပေါ်လာတာသူတို့တက်ကြောင်းကိုလည်းမနေရဇွန်လ23ရက်မှာဝန်ခံလိုက်တယ်ရွာသားတို့ကပြောကြားခြင်းဖြစ်ပါတယ်အခုလိုတက်ဖြတ်တာဟာ မနှင်းရည်နားမှာဆွဲထားတဲ့ကာလာတံမိုး၅သိန်းချက်ရှိရွှေနဂတ်ကိုလိုချင်တာကြောင့်ဖြစ်တယ်လို့ထွက်ဆိုထားကြောင်းသူကဆက်ပြောပါတယ်။၎င်းတို့ဟာဇွန်လ9ရက်ညနေမှာ နေအိမ်ကနေထွက်လာတဲ့မနှင်းရည်ကို သူတို့နေအိမ်ကိုခေါ်သွားပြီးနောက်နဂတ်ကိုဖြုတ်ယူချိန်မှာ ကလေးငယ်ကအော်ဟစ်တာကြောင့်တိုင်တဲ့ကောင်းကိုစောင့်ပြီးတိုက်ရမှသေဆုံးသွားခဲ့တာလို့သိရပါတယ်။မနှင်းရည်ရဲ့အလောင်းကိုနေအိမ်ထဲက တန်တက်တာထဲမှာထက်ပိတ်ထားပြီးဇွန်9ရက်ညပိုင်းမှာကျေးရွာတုတ်တန်နီမွေရခွန်အိတ်ထဲထက်ပြီးဆုံးပြစ်ခဲ့ကြတာလို့ဆိုပါတယ်အလောင်းကတော့ဇွန်လ17ရက်မနက်9နာရီလောက်ကကျွာထဲမှာစိတ်ကြောင်းနေသူတူကအပုံနဲ့ရလို့သွားရောက်ချစ်ရှုခဲ့ရမှာတွေ့ရှိခဲ့ရလို့ဒေသခံတွေစီကသိရပါတယ်။ပြည်နယ်ကကတော့မိထိတာမျိုးကရွှေဆိုင်မှာသွားရောက်ရောင်းချထားခဲ့ရလို့သိရတာကြောင့်ရဲက သက်သေကံဖြင့်ငကက်ကိုပြန်သိမ်းလာပြီးအဆိုပါလင်မယားကိုတော့မိထီလာမျိုးမရဲစခန်းကလူတက်မှုအတွက်ရာဇသက်ကြီးပုံမှ300နှစ်လူရမှုကျွလွန်ရမှာအလိုလျောက်နာကျင်စေမှုအတွက်ပုံမှ3-6လေးအရာအမှုဖွင့်ထားတယ်လို့သိရပါတယ်